ဒီနေ့2025ခုနှစ်နိုဝင်ဘာလ15ရက်ဒီနေ့စနေနေ့အတွက်ခုနှစ်သားသမီးတွေအားလုံးတို့အတွက် numerology ဂဏန်းပင်ရင်းရတာတော့တစီတည်းရဲ့ဆိုတဲ့သင်္ကေတနမိတ်မျိုးဖြစ်ပါတယ်ဒီလိုနေ့မှာတော့အတိုက်ခိုက်တွေပေါ်လိမ့်မယ်မကောင်းတဲ့အောက်လန်တိုက်ခိုက်မျိုးတွေတို့ဓာတ်ရိုက်တတ်ဆင်နှုတ်ခမ်းရတာမျိုးတွေတို့စသည်အားဖြင့်ကြောက်လန့်စရာမျိုးတွေနဲ့ကြုံတွေ့ရတတ်တယ်အထူးသဖြင့်ကတော့အနီးအနားမှာ အတုပါးတွေနိုင်တွေပေါ်တယ်ဆိုရင်တော့ခစုံညုံရေမာထက်ပြီးဒီလိုနေ့မှာရေချိုးပလိုက်ပါ မိမိတို့ရဲ့ချင်းဆိုတာနဲ့ကိစ္စတွေလွဲချော်တတ်တယ်အကြီးအကဲကကိုယ့်ဘာမှာအထင်မြင်လွဲမှတ်တတ်တယ်ငွေကြေးလက်လွတ်ဆုံးရှုံးမှုမျိုးတွေပေါ်ပေါက်တတ်တယ်ဒီလိုအစိုးညံ့နေအားလုံးလွတ်မြောက်သွားဖို့လို့အတွက်ဒီလိုနေမျိုးမှာနီးစပ်တဲ့ဖျားစေတီပဒံနဲ့မှရှိရညောင်မင်းကိုနွားနို့အစိမ်းလောင်းလိုက်ကြပါခင်ဗျာဒီနေ့မှာခုနှစ်သားမီးအားလုံးကံကောင်းမှုလို့အတွက်မနေ့စောစောမျက်နှာတင်တဲ့အခါမှာတော့ဂုံတော်ကိုးပါလုံးကိုကိုးကျင်ပွားထုံ၍ရေကိုမှန်းပြီးမှထွေရင်နဲ့မျက်နှာတင်ကြပါခင်ဗျာ ဒီနေ့မှာပညာသင်ကြားနေတဲ့ကျောင်းသားကျောင်းသူတွေ American Basin ဘို့လို့တက်နေပညာသင်ကြားရေးအဆင်ပြေဖို့အတွက်ကတော့မနေ့စောစောမှာနွားနို့တစ်ခွက်မျက်စောပြန်ရှင်ကိုလှူဒန်းလိုက်ပါဒီနေ့မှာမိရှုသန်းစဉ်ဖွားမြင်ကြတဲ့ရင်သွေးရတနာတွေအတွက်ကတော့စနေနေ့ဘဝအထုံးဘဝဇာတာရှင်တွေဖြစ်ကြပါတယ်အဲတီဘဝထုံးဘအောင်မြင်ကြမယ့်ဇာတာရှင်များဖြစ်ကြောင်းနမိတ်ကောင်းဖတ်လိုက်ပါတယ်ခင်ဗျာဒီနေ့ကြောက်တဲ့မွေးနေ့ရှင်တွေအတွက်တနေ့တလုံးကံကောင်းမှုကုသိုလ်ရေရံပြုဖို့အတွက်ဆိုရင်တော့ယောနိမျိုးမှာမောဟင်္ဂါဆွန် မြတ်စွာဘုရားရှင်ကလူချင်းယဟန်တန်ကလောင်းလူချင်းဆွေမျိုးမိသားစုအပရိသတ်တို့ကိုဒါနာပြုခြင်းအဖြစ်အကျိုးထူးပါလိမ့်မယ်ခင်ဗျာအကျိုးပေးဆုံးမကဏ္ဍကတော့နှစ်ကဏ္ဍဖြစ်ပြီးတော့ငွေကံကောင်းမှုလို့တွက်ဆိုရင်တော့ပတ်စံဤတဲ့ကိုအဝါရောင်ဆက်ကူလေးအနှဲငယ်ဖြဲပြီးစောင်းထားလိုက်ပါဈေးရောင်ကောင်းမှုလို့တဲ့ဆိုင်းရှိတဲ့တဲ့ကိုမျက်နှာမူပြီးတော့အေဟိလာဘန်အေဟိဒဏန်အေဟိဒုက္ခံရွတ်ဆိုလိုက်ခြင်းအဖြစ်တရိဒါလုံးရောင်းမှန်းတာဝယ်မှန်းလှပါလိမ့်မယ် အယောင်ထိုင်နေတဲ့ကုန်ပစ္စည်းတွေကိုလည်းသဘင်ညွန့်နဲ့တို့ပြီးခောက်ပြီးရိုက်ပြီးအဲ့ဒီလာဗန်အဲ့ဒီဒဏ္ဍာအဲ့ဒီဒုက္ခဟူ၍ရွတ်ဆိုကြည့်ပါတိတသာအယောင်အတွက်အယောင်ထွက်ပါလိမ့်မယ်ခမတို့တူအမှုအခဲကြုံနေတဲ့သူတွေရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကိုတမောဒီအမဲ့မှာရေးပြီးတော့တိလာရှင်ဆရာလေးကိုလှူဒန်းခြင်းအပြင်အမှုခင်ခက်ခဲတွေကလွတ်မြောက်ပါလိမ့်မယ်။ကျမ်းမာရေးညံ့နေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့ကျမ်းမာရေးညံ့နေသူတွေဓာတ်စာအဖြစ်နဲ့ဒီလိုနည်းမျိုးမှာ တရားအနေငယ်ဆိုင်ကျမ်းမဟုတ်တဲ့ဆူတောင်းလိုက်ပါခင်ဗျာအိမ်တော်ရဲ့မေတ္တာရဲ့အခြေအကိစ္စတွေအစဉ်ပြေဖို့တော့ကတော့မြတ်စွာဘုရားရှင်ကိုဒီလိုနေ့မှာကောင်းကျင်းမောင်းစွန်ကတ်လှူလိုက်ကြပါခင်ဗျာ